လေရင်ရဲ့ဆင်းသက်မဲ့ပိန်တွေ landing gear ဟာကြက်ကြတိုင်မှာအောက်ကိုချထားသေးဖြစ်နေတယ်ဆိုတာပါပဲပုံမှန်လေရင်တက်ခွာထွက်ခွာမှုလုပ်ငန်းစဉ်ရလေရင်ဟာအမြင့်တနုံ positive rate of climb ရရှိရတဲ့ဆင်းသက်မဲ့ဘိန်းတွေကိုပြန်လည်သိမ်းဆည်းရပါတယ်။ CCTV ပုံရိပ်မှာဘိန်းတွေခြားထားတာကိုတွေ့ရတဲ့အတွက်လေရင်မှုတွေဟာအလွန်အရေးကြီးတဲ့တစ်ခုခုကြောင့်အာယုံလွဲသွားခဲ့တာလား။ဒါမှမဟုတ်ဘိန်းတွေကိုပြန်သိမ်းဖို့မေ့သွားတာလားဆိုပြီးသုံးသပ်ထားပါတယ်။ဒီလိုအခြေအနေမျိုးမှာလေရင်မှုတွေရဲ့အာယုံဆိုင်မှုက ဘိန်းသိမ်းတာထပ်ပိုရေးကြည့်တဲ့အရာတစ်ခုစီကိုရောက်နေကြတာဖြစ်နိုင်ပါတယ် CCTV ဗီဒီယိုမှာတွေ့ရတာကတော့လေရင်မှုတွေဟာမြင်ကြီးနဲ့မထိခင်လေရင်ရဲ့ဥပိုင်းကိုမိုးပေါ်ထောင်ပြီးအမြန်နှုံးကိုအမြင့်ဆုံးမြင့်တင်ဖို့ကြိုးစားခဲ့ပုံရပါတယ်ဒါပေမဲ့လေရင်ဟာအချိန်လျော့ကျသွားပြီးလေထဲမှာဆက်ပြန့်ဖို့လုံလောက်တဲ့အင်အားမရှိတော့ဘဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ဒီဖြစ်စဉ်အတွက်ဖြစ်နိုင်ခြေရှိသောအကြောင်းရင်းကတော့အင်ဂျင်တွေမှာပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ပြီး လေရင်ရဲ့တွန်းအားရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်နိုင်ပါတယ်။ဒါကြောင့်လေရင်ကအမြင့်မတက်နိုင်တော့ပဲမြေပြင်စီကိုထိုးဆင်းသွားခဲ့တာပါ။ငှောက်ဝင်တိုက်မှုဖြစ်နိုင်ခြင်းရှိတယ်လို့တချို့ကထင်မြင်နိုင်ပေမဲ့အင်ဂျင်နှလုံးလုံးကိုတပြိုင်တည်းငှောက်ဝင်ရောက်ပြီးအင်ဂျင်ပါဝါဆုံးရှုံးသွားတယ်ဘုကတော့အလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုပါ။နောက်ပြီးအင်ဂျင်ရပ်တန့်သွားတဲ့သဲလွန်စားဒါမှမဟုတ်အမြင့်အာရုံဆိုင်ရာသဲလွန်စားမျိုးလည်းမတွေ့ရဘူးလို့ဆိုပါတယ်။အင်ဂျင်တွေကရုတ်တရက်ပိတ်သွားခဲ့တယ်လို့မျိုးပဲဖြစ်နေတယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်။ V1SP take off decision speed အကြောင်းလည်းပြောပြထားပါဗျ။ဒီ V1SP ဟာလေယာဉ်စတင်တက်ချိန်မှာအရေးကြီးတဲ့အချိန်တစ်ခုဖြစ်ပြီးဒီအချိန်ရောက်ပြီးရင် engine တစ်ခုရပ်သွားရင်တော့လေယာဉ်ကိုဆက်လက်တက်ခွာတာတွေအန္တရာယ်ကင်းပါတယ်။ဘာလို့လဲဆိုတော့ကြံရှိနေတဲ့ပြေးလမ်းအကွာအဝေးကလေယာဉ်ကိုဘေးကင်းစွာရပ်တန့်ဖို့မလုံလောက်တော့လို့ပါပဲ။ဒီကိစ္စမှာတော့လေယာဉ်ဟာအချိန်ရပြီးတက်ခွာပြီးချိန်မှာရုတ်တရက်ပြဿနာကြုံခဲ့ရပုံရပါတယ်။ ဒါဟာလေရင်မှုတွေအတွက်အချိန်လွန်နေတဲ့အခြေအနေတစ်ခုဖြစ်ပြီးဆုံးထက်ချက်ချဖို့တကယ်ကိုခက်ခဲတဲ့အခြေအနေပါပဲ။ဒီဖြစ်စဉ်ဟာဤပညာပိုင်းဆိုင်ရာချုပ်ရင်းချက်လားလူအမာလားဒါမှမဟုတ်ငှက်ဝင်ရောက်မှုလားဆိုတာကိုတော့စုံစမ်းစစ်ဆေးမှုတွေကသာဖော်ထုတ်နိုင်မှာပါ။ point 787 dreamliner ဟာ2011ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးဒီလိုအသက်ဆုံးရှုံးမှုမျိုးပထမဆုံးချိန်ကြုံတွေ့ရတာလည်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအာရှမှာဖြစ်ပွားခဲ့တဲ့တခြား Boeing လေယာဉ်ပျက်ကျမှုတွေနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Lion Air Flight 610 2018ခုနှစ်အင်ဒိုနီးရှားမှာ Boeing 737 Max 8အမျိုးအစားလေယာဉ်ဟာဂျာကာတာကနေထွက်ခွာပြီးမကြာခင်ပျက်ကျခဲ့ပြီးခရီးသည်နဲ့ဝန်ထမ်း189ဦးသလုံးသေဆုံးခဲ့ပါတယ်။ဒီပြကြမှုက Boeing 737 Max လေယာဉ်တွေရဲ့ software ချုပ်ရင်းချက်တွေကြောင့်ဖြစ်ခဲ့တာလို့နောက်ပိုင်းမှာတွေ့ရှိခဲ့ပါတယ် ဒါပြင်2019ခုနှစ်အီသီယိုးပီးယားမှာပြတ်ကျခဲ့တဲ့ Boeing 737 Max 8အမျိုးအစားလေယာဉ်ပြတ်ကျခဲ့ပြီးလူ159ဦးသေဆုံးခဲ့ပါတယ်။ဒီဖြစ်ရပ်နှစ်ခုကြောင့်ကမ္ဘာတဝန် Boeing 737 Max လေယာဉ်တွေအားလုံးကို18လကြာပြန်တမ်းမှုရပ်ဆိုင်းထားခဲ့ရပါတယ်။ Sriwijaya Air Flight 182 2021ခုနှစ်အင်ဒိုနီးရှားကတော့ Boeing 737-500အမျိုးအစားလေယာဉ်ဖြစ်ပြီးဂျကာတာကနေထွက်ခွာပြီး၄မိနစ်ကြာမှာပင်လယ်ထဲကိုထိုးကျပျက်စီးခဲ့တာ။ ူ62ဦးသေဆုံးခဲ့ပါတယ်။ဒီဖြစ်ရဟာမနေ့ကဖြစ်ခဲ့တဲ့787 Dreamliner ပြတ်ကျမှုလိုပဲရုတ်တရက်အမြင့်ဆုံးရှုံးပြီးထိုးကျသွားတာနဲ့အဆင်တူနိုင်ပါတယ်။မနေ့ကပြတ်ကျခဲ့တဲ့လေယာဉ်က Boeing 787 Dreamliner ဖြစ်ပြီးအတော်လေးခင့်မိပြီးဘေးကင်းလုံခြုံမှုမတန်ကောင်းမွန်တဲ့လေယာဉ်